ဘကိုးတိုင်းပြည်မျိုးမြို့နယ်စီရင်တာယာရေးအဖွဲ့ကဒီနေ့တကြံကိုရေပေးဝင်မှုကိုပုံမပေးပဲပုံမှန်အတိုင်းပေးမှဖြစ်တဲ့အတွက်ရေကစားမန်တပ်တွေရေအခက်ခဲဖြစ်မှာကိုစိုးရိမ်နေကြပါတယ်ဒီတဲ့ငုံမင်းညိုကပြပို့ထားပါတယ်ရှင်ပကောင်းရည်ပြည်မြို့2016တကြံမှာပြည်မြို့နယ်စီပင်တာယာကတကြံရက်တွေမှာရေပေးဝေမှုစနစ်ကိုနေ့စဉ်ပုံမှန်ရက်ွက်တွေကိုပေးပို့တဲ့ပုံစံအတိုင်းရေပေးဝေသွားမှာဖြစ်တာကြောင့် ပြည်မြို့ပေါ်ကရေကစားမန်းနဲ့တွေရေအခက်ခဲတွေဖြစ်ပေါ်မှာကိုဆိုရင်နေကြတာပါနေနေလေးပဲပေးရဆိုလို့ရှိရင်တော့ကျွန်တော်ကရေပတ်ဖို့ဆိုတာအစီအစဉ်ရအောင်ဖြစ်နိုင်ဘူးပေါ့နော်ရေအင်းအားရေအင်းအားလုံးလုံးမသာကျွန်တော်တကြံဆိုတာကရေပတ်ကြမယ်ရေကစားကြမယ်ဆိုတော့ကျွန်တော်အဲ့ဒီအစီအစဉ်ကဖြစ်မှာဆိုတော့ရေလုံးလုံးမှုရှိမှာပဲဒီလိုလုံးလုံးမပေးနိုင်ဘူးဆိုရင်တော့မှပဲကျွန်တော်တို့အနည်းဆုံးကြည့်ရတဲ့အနေနဲ့တော့ဒီတနားတနားကြီးပေါ့နော် အဲ့လိုတော့ထပ်ဆောင်ပေးတဲ့နယ်လို့တော့ထင်ပါတယ်ခင်ဗျ။နီးပြီးပါတယ်နဲ့ကြတော့ဟိုတူလည်းပဲဆိုရင်တော့ရှိမှာပါပဲ။ဟိုနှူးနှစ်ဖက်မျှပြီးတော့စီစဉ်ပေးနိုင်တော့ပို့ပြီးဆီစဉ်ပေးလို့ဆိုတော့တင်ပါတယ်။တကြံဆိုတာရေနဲ့ပိုတင်ဟိုဘယ်လိုရမလဲ။တစ်နေ့လုံးကိုအညီကြီးကိုဆုံးလို့ပါသူဟိုပါပေါ့။ဟိုပေါ့။တန်းနေတာပေါ့။ဟုတ်မှာဆိုတော့အဲ့ကြောင့်မို့ရေလုံးလုံးတော့ပေးရင်တော့ပို့ပြီးအဆင်ပြေတာပေါ့။ရေလုံးလုံးတော့မပေးဘူးဆိုတော့ပြောရမှာရှင်ရမယ်။ကျောင်းထဲဝါပါနေ့စဉ်တကြံရက်တွေမှာပြေမျိုးရက်ွက်တွေကိုနေ့စဉ်ပေးဝေလေးရှိတဲ့ရေပေးစနစ်ထက်တွေ့မှန်တိုးချဲ့ပြီး ရေပေးဝေခဲ့ပေမဲ့ပြီးခဲ့တဲ့2015ခုနှစ်တကြိမ်အထိရေလုံလောက်မှုရှိအောင်အချိန်တိုးချက်ပေးခဲ့နေကြဖြစ်ပါတယ်။အခုနှစ်မှာတော့ရေအချိန်ပိုပေးဖို့နဲ့ပတ်သက်ပြီးတာဝန်ရှိသူတယောက်က DBB ကိုအခုလိုပြောပါတယ်။တကြိမ်အတွက်ဆိုလို့ပြီးတာကျွန်တော်မပေးပါဘူး။ဒါကလည်းကျွန်တော်ကန့်သက်ချက်ကကန့်သက်ချက်ကိုကတ်တက်တာမဟုတ်ပါဘူး။လူရပြီးဒီနေ့လူရအရင်ပူလာတဲ့အတွက်မျိုးရဲ့အရေးတကယ်အရေးကြီးတဲ့အချိန်ကရေမိသက်ဖို့ရေအရင်းမြစ်ကကျွန်တော်ရှိမှာပဲဖြစ်နေတဲ့အတွက် ီဟာကိုကျွန်တော်ရေလုံလောက်စွာရှိနေရအတွက်ချင့်ချင်ပြီးတော့ကျွန်တော်ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်ပြီးခဲ့တဲ့2015ခုနှစ်တုန်းကတရဝင်းရေကစားမန်းနဲ့ကြီး73ခုရှိပြီးအခုနှစ်မှာတော့ပြည်မြို့မှာတရဝင်းရေကစားမန်းနဲ့78ခုရှိပါတယ်အဲ့ဒီမန်းနဲ့တွေအနေနဲ့တကြံရက်တွေမှာရေလုံလောက်မှုမရှိတာကြောင့်မဲမာအသင်းဝင်တွေလည်းရော့ချသွားနိုင်တယ်လို့ရေကစားမန်းနဲ့တွေမှာရေလုံလောက်စေဖို့ရေဝယ်ယူသုံးဆွဲမှုတွေနဲ့ဖြည့်ရှင်းရမှာဖြစ်နေပါတယ်ကျွန်တော်မင်းညိုပါခင်ဗျာ